အခုကျွန်တော်တက်တမဲလောင်းကြည့်လိုက်ဒီလိုနေရာမျိုးမှာတော့တယောက်ထဲလာရတာနည်းနည်းလေးတော့ကြက်တိန်ထတာပေါ့နော်ခိုးအနောက်ဘက်မှာဆိုရင်အဆူအရန်ကြီးတယ်အဲ့မှာဆိုရင်တော်ကြီးတောင်ကြီးထဲမှာရှိတဲ့ရှေဟောင်းဖျားတနေရာကိုကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ခေါ်သွားပို့มาဖြစ်ပါတယ်ချင်းမှန်မြို့ကနေကျွန်တော်တို့လာမယ်ဆိုရင်တော့ဆိုင်ကယ်ကိုကီလိုမီတာ60လောက်ထိကျွန်တော်တို့မောင်းလာရမှာဖြစ်ပါတယ် ျွန်တော်နဲ့အတူဒီဖျားကိုလိုက်ဖူးကြပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအခုကျွန်တော်တက်တော့မဲ့လောင်းကြည့်လိုက်ရင်ညစ်တဲ့စိမ်းမျိုးတော့လေကျွန်တော်ခုလာတာမိုးရတီဖြစ်တယ်ပေါ့နော်တကယ်ကိုလာရကြုံနှတ်တယ်ပေါ့နော်စိတ်လည်းချမ်းသာတယ်ဤလည်းဤချမ်းတယ်ဒီအတောင်ပေါ်တက်မှဆိုရင်ပေါ့နော်ပိုးမွားကောင်းနေအော်ရန်နေညမ်းနေလို့ပဲလားတော်တော်လေးကိုဤချမ်းပါတယ်ကဲကျွန်တော်တို့ဖျားပေါ်မှာဆက်သွားကြမယ်နော်မိုးရတီလာမယ်ဆိုရင်တော့တကယ်ကိုစိန်လန်းဆိုပြတဲ့နေရာလေးတစ်ခုမြင်ရပြီးတော့နှွေရတီလာမယ်ဆိုရင်တော့ဒီနေရာဟာ၆ကက်နေတဲ့နေရာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်လမ်းလျှောက်လာတာတဝက်လောက် ောက်ကြပြီပေါ့နော်လမ်းမှာဆိုရင်လမ်းဘေးပညာဆိုရင်တစ်ပင်တွေဝါပင်တွေစိမ့်လန်းဆိုပြတဲ့ခြုံရွယ်တွေမြက်တွေနဲ့ပြင်းနဲ့တွေနဲ့နေရာတစ်ခုဖြစ်ပါတယ်ခရီးတွားတာတယောက်ထဲဝရဏပါပြီမြက်ဒီလိုနေရာမျိုးမှာတော့ကျွန်တော်တယောက်ထဲလာရတာကျွန်တော်နည်းနည်းလေးတော့ကြက်တင်ထားတာပေါ့နော်အဲကျွန်တော်တို့ဆက်သွားကြမယ်နော်ဒီနေရာတော့တော်ကြီးတောင်ကြီးတဲမှာကျွန်တော်တယောက်ထဲပဲဒီဖျားဟာဆိုရင်ပပတ်လေဟာကြောက်ဖြာတွေရှိတယ်ပေါ့နော်ကြောက်ဖြာကြောက်တုံးတွေကြီးပဲအပေါ်မှာဆိုရင်လည်းဒီလိုပဲပေါ့နော်ကြောက်ဖြာကြောက်နေရာမှာဆိုရင်ဒီလိုမျိုးအကုန်လုံးဖျားရုပ်ထုတွေထုထားတာဒီမှာတကယ့်ကိုတက်ပဲ့တယ်ဗျာ ကဲဒီနေရာဟာဆိုရင်ဒီမှာကြောက်ပြပေးမှဆိုရင်ကြီးလိုက်ဒီမှာကျွန်တော်မဆွေတို့ဖရာရဲ့ရုပ်ထုတော်ကြီးပဲ ဒီနေရာမှာဆိုရင်မဟုတ်တော့ဒီမှာကြောက်ဖျားရှိပါတယ်ကြောက်ဖျားတပြင်းလုံးကိုမြတ်စွာဘုရားပုံတော်ကိုထူထားတာဖြစ်ပါတယ်ဟိုးရှစ်ရှစ်ခေတ်ကလူတွေပေါ့နော် PND ကြောက်ဖျားပေါ်မှာဆိုရင် ထိုင်တော်မူဘုရားအဆူကြီးကြီးတစ်ဆူရှိပါတယ်ဒီနေရာမှာဆိုရင်ထိုင်တော်မူမြတ်စွာဘုရားရဲ့ရုပ်ထုတော်ကနဆူရှိတာပေါ့နော်ဟိုးအနောက်ဘက်မှာဆိုရင်အဆူအရန်ကြီးတယ်အဲ့မှာဆိုရင်ဘုဒ္ဓဝင်ပြတ်ခန်းတွေပါလောက်ထားပြီးတာရှိပါတယ်ဝါတစ်ခုနဲ့တစ်ခုညကျတဲ့အထင်းနဲ့ကျွန်တော်လန့်သွားတာ ဒီကျောင်းမှဆိုရင်ဘုံကြီးတော့ရှိတယ်ဒါပေမဲ့လူကတော့တယောက်မှမရှိဘူးတောကြီးတောင်ကြီးထဲမှာကျွန်တော်တယောက်တည်းပဲရှိပါတယ်ဒါကတော့ဖခင်မှရှိတဲ့ လမ်းရဲ့အနေထားလေးပေါ့နော်ဖရာတော်တော်လေးကိုကြဲ့တယ်ဗျဒီနေရာမှာကျွန်တော်တို့ရောက်လာပြီဆိုရင်ဖရာတရားရဲ့အောက်မှာလည်းရောက်လာသလိုဒီလိုမျိုးတောကြီးတောင်ကြီးတဲမှာတဘာဝတွေနဲ့လာနေထိုင်ရပြီးတော့တော်တော်လေးကိုစိတ်အချမ်းတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်ဒီထိုင်တော်မူဖရာအစုကြီးကြီးရှိတဲ့နေရာကိုကျွန်တော်ရောက်ရှိနေပြီပေါ့နော်ကြောက်ဖြာပေါ်မှာလောက်ထားတာအဲ့ဒီဟာတွေဆိုရင်ကြောက်ဖြာတဲ့တက်ပဲလား ထိုင်တော်မူဖရာရဲ့အထဲမှာဆိုရင်ဘုဒ္ဓဝင်ပြတ်ခန်းတွေလောက်ထားပေးတာရှိတယ်ဒီထိုင်တော်မူဖရာဟာဆိုရင်ဒီအဆရာတော်ကတည်လာတာ73နှစ်ရှိပြီပေါ့နော်ဒီနှစ်ပါပါတယ်ဆိုရင်73နှစ်ရှိပြီဒါအကုန်လုံးမပြီးသေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဆရာတော်ကတကလာလူတဲ့ငွေတွေကိုစုဆောင်းရင်းနဲ့ဒီလိုမျိုးထိုင်တော်မူဖရာကိုတည်တာဖြစ်တဲ့အတွက်ပြီးတာနောက်နေတာဖြစ်ပါတယ် ဒီနေ့ကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်ဒီရှီဟောင်းဖျားမှာခေါ်လာဖူတာကတော့ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းနေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအဆုံးသတ်လိုက်ရခြင်းဖြစ်ပါတယ်အားလုံးကိုမင်္ဂလာပါ